မမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion League တက်တဲ့အောင်လည်းမင်္ဂလာပါကျွန်တော်တို့ဒီတစ်ပတ်ကဥရောပပြိုင်ပွဲတွေရဲ့ Europa League Final ပွဲပါဘရူနေမှာ Athletic Club Bilbao ရဲ့အိမ်ကွင်း Bilbao မြို့ကစံမမတ်ကွင်းမှာကစားဖို့ရှိတယ် ပြိတ္တက်9000 3000ကြားတဲ့ဒီခွင်းမှာ Manchester United အသင်းနဲ့ Tottenham Hotspur ရဲ့ All English Final ပါဒီနှစ်သင်းကဒါဒီပြိုင်ပွဲရဲ့ဒါ54ချိန်မြောက်ပြိုင်ပွဲဖြစ်ပြီးတော့နောက်ထပ်တစ်ချိန် All English Final ပေါ့လေဆိုတော့ Europa League မှာ All English Final က3ချိန်ကြာဘူးလေ1998 92ပထမဆုံးအကြိမ် UEFA ပြိုင်ပွဲပြိုင်ပွဲချင်းပါတဲ့ချိန်မှာ Tottenham Hotspur အသင်းနဲ့ ဘူဝါဟန်တန်တို့တွေ့တယ်နှစ်ကြော့ပြီးမှစပါ့စ်ပိုဆွဲသွားတယ်နောက်တစ်ကြိမ်ပေါ်အင်္ဂလိပ်ဖိုင်နယ်ယူရိုပါလီဂါတော့2019ခုနှစ်ဖြစ်တယ်အဲ့တုန်းကချယ်ဆီနဲ့အာစနယ်တို့အာဇာဘိုင်ဂျန်ဘာကူမှာကန်တယ်ချယ်ဆီက4-1နိုင်ပြီးတော့ချန်ပီယံဖြစ်ပြီးတော့အခုဒီတစ်ကြိမ်ဟာတတိယအကြိမ် All English Europa League UEFA Cup ပြိုင်ပွဲဖြစ်တယ်ဆိုတော့ဒီချိန်ကတော့ Spurs နဲ့ Man United Man United ကဥရောပပြိုင်ပွဲမှာ All English ကိုမကြာခဏချတယ်2008တုန်းကသူတို့ All English Final တွေ့တယ်အဲတုန်းက Chelsea ကိုသူတို့နိုင်တယ် Spurs က2019မှာ Liverpool နဲ့ All English Final Champions League Final မှာသူတို့ရှုံးထားတယ်ဆိုတော့ဒါကတော့အခုလောလောဆယ်ဒီနှစ်သင်းရဲ့ background အခြေအနေပေါ့လေဆိုတော့အခုလောလောဆယ်အနေထားရ Manchester United ကဥရောပပြိုင်ပွဲပေါ့လေ UEFA ကကျင်းပတဲ့ပြိုင်ပွဲမှာ7 ၃ချိန်ထိဖိုင်နယ်တက်တယ်သူတို့ယူရိုပီယံပြိုင်ပွဲကို1968မှာချန်ပီယံဖြစ်တယ်69မှာချန်ပီယံဖြစ်တယ်2008မှာဆိုတော့အဲ့ဒါကချန်ပီယံလိပြိုင်ပွဲကို၃ချိန်ချန်ပီယံဖြစ်ပြီးတော့ဖိုင်နယ်မှာ2009 2017တစ်ချိန်ရှုံးတယ်ပြီးတော့မှကက်ဝင်တာကက်ကို1997မှာချန်ပီယံဖြစ်ပြီးတော့ ယူရိုပါလီဖိုင်နယ်က2019မှာတစ်ကြိမ်2021မှာတစ်ကြိမ်ဆက်ကွန်မှာတော့ချန်ပီယံဖြစ်ပြီး21မှာသူတို့ရှုံးထားတယ်ဆိုတော့စူပါကပ်ကတော့သူတို့တစ်ကြိမ်97မှာချန်ပီယံဖြစ်ပြီးတော့69 2008ဆက်ကွန်3ကြိမ်လို့ရှုံးထားတယ်တစ်ဖက်ကထော့တန်ဟော့စ်ပါကယူရိုပီယံပြိုင်ပွဲကို4ကြိမ်မြောက်အထူးသဖြင့်ယူရိုပါလီမှာ4ကြိမ်မြောက်ဖိုင်နယ်တက်တယ်စပက်စ်ကလောလောဆယ်အနေထားရ2019ချန်ပီယံလိဖိုင်နယ်ပြီးတဲ့နောက်မှာနောက်တစ်ကြိမ်တက်တာဖြစ်တယ် 2019မှာသူတို့ရှုံးတယ်ဒါပေမဲ့ကပ်ဝင်တာကပ်ဖိုင်နယ်ကို1963မှာ Spurs ကကပ်ဝင်တဲ့ကပ်မှာချန်ပီယံဖြစ်ပြီးတော့အဲ့ဒါက British Club တွေထဲမှာပထမဆုံးဥရောပရတဲ့အသင်းဖြစ်ပြီးတော့ UEFA Cup ပြိုင်ပွဲရဲ့1982နဲ့84မှာတက်ပြီးတော့84မှာသူတို့ရှုံးတယ်ဆိုတော့အခုလောလောဆယ်အနေထားရ Tottenham နဲ့ Manchester United အသင်းဆို Spurs ကဒီပြိုင်ပွဲရဲ့ Final ကို၃ချိန်ပေါ့လေ 92 94 84သုံးချိန်ရေဖိုင်နဲ့တက်ပြီးတော့နှစ်ချိန်ချန်ပီယံဖြစ်ပြီးတော့ United က2019-21မှာတစ်ချိန်နိုင်တစ်ချိန်ရှုံးထားတယ်။တသိန်းက၄ချိန်မြောက်တသိန်းက၃ချိန်မြောက်ဖိုင်နယ်တက်တယ်။ပြတ်သန်းလာတဲ့နှစ်သိန်းရဲ့အခြေအနေကိုကြည့်ရင် Tottenham Hotspur ကပြတ်သန်းလာတဲ့တစ်လျှောက်မှာ Carabao ကိုနိုင်တဲ့ Fabregas ကိုနိုင်တဲ့ Isaac Akanba, Garcia Rui ကိုသူတို့ရှုံးပြီးတော့ Roma ကိုတည်ရင် Rangers ကိုတည်ရင် ဟော့ဖန်ဟိန်းကိုနိုင်ပြီးတော့အောက်စ်ဘတ်နဲ့လာတယ်ဆိုတော့အုတ်စုတွင်းမှာထော်တန်ကစုစုပေါင်း၈ပွဲမှာ၁၈မှတ်ရပြီးတော့မန်ချက်စတာယူနိုက်တက်ကအုတ်စုတွင်းမှာ၁၈မှတ်ရတယ်သူတို့ကဥရောပရဲ့ပြိုင်ပွဲအားလုံးမှာတသိန်းနဲ့တော့ရှုံးပွဲမရှိကစားတယ် FC20 ကိုတည်ရေပေါ်တူဂီပေါ်တူဂီဖနာဘတ်ချီကိုတည်ဖြစ်ပြီးတော့မှာနက်ဆရိုင်းစကိုင်တဲ့အချိန် PUK ကိုနိုင်တယ် ိုက်ကနေမှဆင်း Ruby Amaron ကဘူဒိုကလင်ကိုနိုင် Vitamin Pleasant ကိုနိုင် Ranger ကိုနိုင်ပြီးစတူကဘူကာရက်ကိုနိုင်တယ် United ကအုပ်စုမှာလည်းခြေစွမ်းပြလို့ကျွန်တော်တို့ရှုံးထွက်ရောက်တဲ့ခါမှာလည်းတူတူတော်လေးကောင်းတယ်သူတပင်းစပိန်ကလပ်တီနဲ့တကယ်ခက်ချဲတဲ့လမ်းကြောင်းမိုင်းယူနိုက်တက်ကဒီဆင့်ကိုတက်လာချိန်မှာတကယ်ကိုချက်တဲတဲ့လမ်းကြောင်းစပတ်စ်ကအေဇက်အခမကိုနှစ်ကြော့ပေါင်းသူတို့တက်တယ်ပထမကြော့01ဒုတိယကြော့ 3D ပြီးတော့မှအိုက်ထရန်ဖရန်ဖတ်ကိုပထမကြော့အင်ခွင်းမှာ11တေးချပြီးဒုတိယအကြော့ကို 1c နဲ့သူတို့နိုင်ပြီးတော့ဘိုနိုကလင်းကိုပထမအကျော်31ဒုတိယအကျော် 2c ဆိုစပါပြတ်တန်းလာတဲ့ထဲမှာ ultra front pack တင်းပဲပါတယ်ဒီသင်းကချန်ပီယံဟောင်း22မှာချန်ပီယံဖြစ်တဲ့အေဇန့်နဲ့ဘိုဒိုကလင်းမန်ယူနိုက်တက်ကတော့တကယ့်ကို tough tough draw ပဲဖြတ်တန်းလာတဲ့မှာဆိုစီတက်ကိုပထမအကျော်သေးဒုတိယအကျော်41နဲ့နိုင်တယ်လီယွန်ကိုပထမအကျော်သေး ဒုတိယကျော်5-4နဲ့နိုင်တယ်။အဲ့ပွဲဆိုရင်တကယ့်ကို dramatic ပြိုင်ပွဲကထွက်ပြီး United က4-2နဲ့ရှုံးပြီးတော့မှ5-6 4-6နဲ့အချိန်ပိုမှနိုင်သွားခဲ့ပြီး Athletic Club လို့အသင်းမျိုးခန်းစစ်အရမ်းပါတယ်အသင်းကို2ကျော်ပေါင်း7-1နဲ့နိုင်တယ်။ပထမကျော်ဆမ်မမတ်မှာ3-0အခု4-1ဆိုတော့သူတို့နှစ်သင်းဖြတ်သန်းလာတဲ့ရှောင်းပါ United ကပိုခတ်ခဲ့တဲ့ပြိုင်ပတ်တွေကိုကျော်ဖြတ်လာပြီးတော့ final ကိုထိုက်တန်တက်လာတဲ့အချိန်မှာ Spurs ကလည်း strong ဖြစ်တဲ့အသင်းပေါ့လေ။ဆိုတော့အခု ဒီပွဲကဒေတာဆန်တော်ချေစပိန်မှာည9နာရီဖြစ်ပြီးတော့ ထော့တန်နဲ့မန်ချက်စတာယူနိုက်တက်မိနစ်90အပြည့်ချိန်ဘူးပနယ်တီအဆင့်ဆင့်သွားမှာဖြစ်တယ်ဆိုတော့ဒီနေရာမှာစပါအသင်းနဲ့မန်ယူနိုက်တက်အသင်းကပြည်သက်9300ရှိတဲ့ဆမ်ပါမတ်ကွင်းကမှာကစားမှာဖြစ်တဲ့အချိန်တစ်ဖက်က14980တီရရှိမှာဖြစ်တယ်မန်ချက်စတာယူနိုက်တက်ရဲ့ရှယ်ယာပိုင်ရှင်ဆာဂျီရက်ကလစ်ကတော့ဝန်ထမ်းတွေကိုလက်မှတ်မပေးဖို့ဆုံးဖြတ်တဲ့အချိန်မှာထော့တန်ကအမြဲတမ်းဝန်ထမ်းတွေအားလုံးကိုယူရိုပါတီဖိုင်နယ်လက်မှတ်ပေးထားတယ်ယူနိုက်တက်ကတော့အသင်းသားတွေထောင်မှတယောက်ကို2ဆောင်စီပဲ limit ဲ့ထားပြီးတော့ပေးတက်တွေကိုပူပေးထားတယ်။ဆိုတော့အခုလက်ရှိမှာဘီသင်းသသိဖြစ်နိုင်တဲ့လူစီရှိလက်ရှိအခြေအနေကိုကြည့်မယ်။စပါတင်နဲ့မန်ယူနိုက်တက်အသင်းကြားမှာဒဏ်ပြဿနာတွေအများကြီးပဲ။မန်ချက်စတာယူနိုက်တက်အသင်းကလက်ရှိမှာစပါတက်ဆိုင်အင်ဂျူရီတော်တော်လေးနေတယ်။မန်ယူနိုက်တက်ကဆက်ဆီမပါဘူး။လန်နီယိုကအခုချိန်ကြီးကွန်ဆန်ဖြစ်နေစေဖြစ်တဲ့မတိုင်းစတီလစ်မတိကြဘူးဒီကိုတော့လည်းမတိကြဘူးလီဆန်ဒိုမာစီနဲ့မပါဘူးဆိုတော့သူတို့ကမက်ဂျော်ရီတီကခံစစ်မှာ ဖြစ်နေပြီးတော့ Spurs ကဟိုတနေ့ကစာနေတဲ့ဒဏ်ရာရသွားတယ် Kolosowski ရာသီသိမ်းပြီး James Maddison ရာသီသိမ်းပြီးနောက်တစ်ဖက်က Timo Werner ရာသီသိမ်းပြီး Bob White ကရာသီသိမ်းပြီးတော့ ဒရကူဆယ်လည်းရာသီတိမ့်တယ်ဆိုစပါးစ်မှာကတကယ်အရှိသွေးမြင့်တဲ့ကစားမအများကြီးပါသွားတယ်ဆိုဒီသင်းရဲ့ဖြစ်လာနိုင်ခြေရှိတဲ့အကြောင်းကိုပြောခင်ဟတ်တူခတ်ဒီရာသီမှာစပါးစ်ကမန်ယူနိုက်တက်ကို Ultra 4မှာ3စီနဲ့နိုင်ပြီးတော့သူတို့ခွင့်မှာ1စီနဲ့နိုင်တယ် EFL ကမှာ4-3နဲ့နိုင်ပြီးတော့ဒီရာသီ၃ပွဲသလုံးကိုစပါးစ်ကနိုင်ထားပြီးတော့ Manchester United အသင်းကပြီးခဲ့တဲ့ရာသီမှာစပါးစ်ကိုတပွဲသေးတပွဲရှုံး၈တနစ်တုန်းကတော့သူတို့ကတပွဲနိုင်တပွဲသေးဟို21 22မှာ United ကနှစ်ပွဲစလုံးနိုင် ထားတယ်အဲ့ဒီကမမရရခရစ်ယာန်ရိုနယ်ဒိုရှိတယ်တစ်ပဲဆိုတော့ဒီနှစ်သင်းဖြစ်နိုင်တဲ့လူစင်းစပတ်ကအခုနောက်ပိုင်းပွဲမှာအကုန်အရန်နေကြီးထည့်သွားတဲ့အကြောင်းဂူဒမာဖီကာရီကိုပြန်ပါမယ်ဘက်ကဦးဒူဂီမီကီဗန်တပန်ခရစ်ယာန်ရိုမဲရိုနယ်ဟိုဘက်ညာဘက်ချမ်းကပက်ထရိုပူလိုဖြစ်မယ်မန်ယူနိုက်တက်ကတော့ဂူဒမာအိုနာနာတကယ်လို့အခုလက်ရှိလူစင်းဒဏ်ရာတွေအကုန်လုံးပြဿနာတက်နေတယ်ဆိုရင်တော့လူရှော့တစ်ဘက်ကမဟာရီမကွာယာနဲ့မာဇာဝဝီကစားဖို့ရှိတယ်တကယ်လို့လန်ဒီယိုလိုပြန်ပါဆိုတော့ယူရိုအစွန်ပြန်ထွက်နိုင်လို့တစ်ဖက်က ဒီလစ်ပေါ်နဲ့မူတည်သေးတယ်နောက် Man United အသင်းက wing back မှာ Bebe Chan မှာ Patrick Doku နဲ့ညမချန်က Mazraoui ကစားမယ်ဒီလို Mazraoui ကိုရှေ့ကိုတင်မယ်ဆိုရင်သူတို့မှာရွေးချယ်စရာရှိတယ်ဒီလို center back ၃ယောက်ဆိုရင် Lindelof ကညာ Maguire ကအလဲဟိုဘက်ကလူရှောအဲ့လိုမဟုတ်ဘူးဒီလစ်ပြန်ပိုင်းလည်းတမျိုးပေါ့လေဆိုတော့မာဇာရိုဗီက wing back ဖြစ်မယ် Spurs ကပွင့်လေကတော့အခုလောလောဆယ်မှာစာနာနေတဲ့အတွက်ကြောင့်သူတို့ကလည်းနည်းနည်းတော့ခေါင်းစားသွားတယ်။ Spurs ကဒီပွဲမှာ ဘယ်လိုပုံစံကစားမလဲဒါရပြဿနာတွေရှိရကြောင်းသူတို့ဘယ်လိုပုံစံနဲ့ပွဲထွက်မလဲ defensive setup လာဆိုတော့ကျွန်တော်တိုက်စစ်ကတော့တည်ကြတယ်ဆလန်ကြီးကအထောက် Brandon Jose ကညာအဲ့ဘဲဘဲချမ်းပါ Spurs တွေနဲ့အခုစဉ်းစားကြရတယ်အများကြီးရှိတယ်ဘာလို့ဆိုတော့ Leon Messi ကိုအဆုံးထားမလား Matty Tell ကိုပဲထားမလား Richardson ကိုပဲထားမလားဒါပေမဲ့သူတို့မှာနံပါတ်10မရှိဘူးဘန်တန်ကိုနဲ့ပစူမာတွဲမယ်ဒါမှမဟုတ်ရှင်ဘန်တန်ကို10ရုံးမှာထားပြီးစာနဲ့ပစူမာနဲ့တွဲမလားဒါမှမဟုတ်ရှင်ဆုံးကိုအလေထည့်မလား သူတို့မှာစဉ်းစားသက်ရှိတယ် United ကတော့ Ugadi နဲ့ Casemiro တို့အတွဲတစ်ဖက်က တော့ Bruno နဲ့ Amad Diallo ကဘဲ Ghana ချိုးနဲ့ကစားပြီးတော့မှအထောက်တိုက်စစ်မှုက Wildland ဆိုတော့ဒီကလေး Wildland ကစားမယ်ဆိုရင် Amad ကို wing back ထားရင် Mazraoui နောက်ဆင်းလို့ရဆိုသူတို့မှာ option တော့အများကြီးရှိတယ်ဆိုတော့ Ange ကတော့ဒုတိယရာသီရောက်တိုင်းဖလားရတယ်လို့ပြောထားသလိုတစ်ဖက်ကလည်း United ရဲ့ညပြမှုပြီးအမောကလည်းဒီရာသီမှာသူဥရောပပြိုင်ဖို့မရှုံးထားဘူးနှစ်သင်းလုံးက Spurs ကနေပေါင်းအဖြစ်16နှစ်ကြာ Supply နဲ့ဝေးနေပြီးတော့ မန်ယူနိုက်တက်ကတော့ပြီးခဲ့နှစ်မှာအဖေကရထားတယ်ဆိုတော့ဒီနှစ်သိန်းပေါ်ဒီအန်ဒါတော့အသင်းဒီချန်ပီယံဖြစ်တဲ့အခြေအနေကိုယူနိုက်တက်ကတတိထားရမယ်ဘာလို့ဆိုတော့အန်ဒါတော့အသင်းဒီဟာအဖေကမှာရောကူပါအီတလီယံမှာရောတခြားပြိုင်ပွဲတွေမှာလုံးဝ surprise ဆိုမန်ချက်စတာယူနိုက်တက်နဲ့ထော်နိုင်ရဲ့ယူရိုပါလီဖိုင်တွေမှာဘယ်သူချန်ပီယံဖြစ်မယ်ထင်လဲအန်ချလာရူဘင်အမ်ရိုလာယူနိုက်တက်လားစပါစလာကိုမမဝင်ရောက်မှချက်ပြကြပါလို့ကြေညာပါတယ်